ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာထိုင်းနိုင်ငံကအင်ရှင်အဖြစ်လက်ခံကျင်းပပေးတော့ရှိနေစီးကိန်းပြိုင်ပွဲကအမျိုးသားဘောလုံးပြိုင်ပွဲနဲ့အမျိုးသမီးဘောလုံးပြိုင်ပွဲတွေကိုဘယ်ရုပ်သံလိုင်းတွေကနေထုတ်လွှင့်ပြသမလဲလို့တမေးတဲ့မင်းနေတဲ့ပြည်သက်တွေလည်းအဖြေထွက်ပေါ်လာခဲ့ပါပြီဟုတ်ကဲ့မြမလက်ရွေးစဉ် U23 အမျိုးသားဘောလုံးအသင်းရဲ့ပွဲစဉ်တွေကို Channel 7ရုပ်သံလိုင်းကနေတိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမြမလက်ရွေးစဉ်အမျိုးသမီးဘောလုံးအသင်းရဲ့ပွဲစဉ်တွေကိုတော့ MRTV ကိုရုပ်သံလိုင်းကနေထုတ်လင်းပြသပေးသွားမယ်လို့ကျွန်တော်တို့သတင်းကြားသိရပါတယ်ဟုတ်ကဲ့နောက်ထပ်တခြားရုပ်သံလိုင်းတွေဖြစ်တဲ့ Redux Channel ကလည်းပွဲပြပေးဖို့ရှိနေပါတယ်ခင်ဗျ application ထဲမှာဆိုရင်ပြုံးပလေး application မှာစီဂိမ်းပြိုင်ပွဲပွဲစဉ်တွေကိုကြည့်ရှုရမယ်လို့ကျွန်တော်တို့သတင်းကြားသိရပါတယ်အမျိုးသား U23 ပွဲစဉ်တွေကိုပြောရမယ်ဆိုရင်မြမလက်ရွေးစဉ် U23 အမျိုးသားဘောလုံးအသင်းဟာတပွဲနဲ့တပွဲကြားပေါ့လေတပတ်ချပြီးကစားရမှာဖြစ်ပါတယ်ခင်ဗျ ဒီဇမလ9ရက်နေ့ညနေ9နာရီခွဲအချိန်မှာဖိလစ်ပိုင်အသင်းနဲ့စတင်ရှင်များမှာဖြစ်ပါတယ်။အဲ့ဒါပြီးရင်တော့ဒီဇမလ12ရက်နေ့ကိုရောက်မှမြမလရွေးစဉ်ယူနီဆက်သုံးမြူတာတင်ကအုပ်စုနောက်ဆုံးပွဲစဉ်ကိုကစားမှာဖြစ်ပါတယ်ခင်ဗျာ။အင်ဒိုနီးရှားနဲ့ကစားမှာဖြစ်ပါတယ်။ဒီဇမလ12ရက်နေ့မှာလည်းညနေ9နာရီခွဲအချိန်မှာပွဲကစားမှာဖြစ်ပါတယ်ခင်ဗျာ။မြမလရွေးစဉ်အုပ်စုဘောလုံးတင်ကတော့အုပ်စုဖွင့်ပွဲစဉ်ကိုဒီဇမလ9ရက်နေ့မှာကစားရမယ်။ဖိလစ်ပိုင်အသင်းနဲ့စတင်ရှင်များမှာဖြစ်ပါတယ်ခင်ဗျာ။ ညနေ3:00နာရီခွဲအချိန်မှာပွဲကြည့်ရမှာဖြစ်ပါတယ်။ဒီဇင်ဘာလ10ရက်နေ့ကိုရောက်ရင်မြန်မာလက်ရွေးစင်မျိုးစင်ဘောလုံးတင်းကမလေးရှားလက်ရွေးစင်မျိုးစင်ဘောလုံးတင်းနဲ့အုပ်စုဒုတိယပွဲစဉ်ရှင်များမယ်။အဲ့ဒီပွဲစဉ်ကလည်းမြန်မာစံတော်ချိန်ညနေ3:00နာရီခွဲမှာရှင်ပြိုင်မှုသတ်မှတ်ပေးထားပါတယ်ခင်ဗျဒီဇင်ဘာလ17ရက်နေ့ကိုရောက်ရင်တော့အုပ်စုနောက်ဆုံးပွဲစဉ်ကိုရှင်ပြိုင်ကစားပါလိမ့်မယ်ဒီပွဲစဉ်မှာတော့မြန်မာလက်ရွေးစင်မျိုးစင်ဘောလုံးတင်းက BNL လက်ရွေးစင်မျိုးစင်ဘောလုံးတင်းနဲ့ရှင်ပြိုင်မှာဖြစ်ပါတယ်ခင်ဗျ ဒီပွဲစဉ်ကိုလည်းညနေ3:00နာရီခွဲချိန်မှာရှင်မြန်ကစားသွားစေမယ်လို့ပြန်ပွဲကျင်းပရေးကော်မတီကသတင်းထုတ်ပြန်ထားတာကိုမြင်တွေ့ရပါတယ်မြန်မာလက်ရွေးစဉ်ယူ၂၃အမျိုးသားအသင်းဟာထိုင်းနိုင်ငံစီကိုနော်မာလ30ရက်နေ့ကဖက်ခွာရောက်ရှိနေဖြစ်ပါတယ်အခုဆိုရင်ရှင်းမိုင်မျိုးမှာလက်ကျင့်မှုတွေစတင်နေပါပြီမြန်မာလက်ရွေးစဉ်လုံးပြီးဘောလုံးသင်းကတော့ဒီနေ့မှာထိုင်းနိုင်ငံစီကိုထွက်ခွာပြီးတော့အခုဆိုရင်ထိုင်းနိုင်ငံကိုရောက်ရှိနေဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ